ားလုံးမင်္ဂလာပါကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုးတွေအများကြီးရှိပါတယ်တိုင်းရင်းသားတွေစီမှာထူးခြားတဲ့ဝိသေသလက္ခဏာနဲ့ထူးခြားတဲ့အစားအစာတွေရှိပါတယ်ကျွန်တော်ကတော့သကောကရင် ဖြစ်တဲ့အတွက်ကြောင့်သကောကရင်တွေရဲ့နာမည်ကြီးတဲ့ဂျင်ခါဘူးတာလပေါသကောကရင်ဆိုလို့ရှိရင်ဟီခါပလိုတက်ကပေါ်ကိုချက်ပြသွားမှာဖြစ်ပါတယ်နောက်အခုကျွန်တော်ကင်ထားတဲ့ပကံနောက်ဒီပကံတွေရာဆိုလို့ရှိရင်တင့်နဲ့လောက်ထားတာပဲဖြစ်တယ်ဒီနောက်တစ်ခုကျတော့ဒါဒီဇွန်နော် အဲဒီဇွန်းကတော့ဝါးနဲ့လှုပ်ထားတယ်နောက်တစ်ခုဒီဇွန်းဆိုရင်လည်းเนาะတင်းနဲ့เนาะတင်းနဲ့လှုပ်ထားတာပဲဖြစ်တယ်ဒီထမင်းထည့်ထားတဲ့ခွက်ဆိုလို့ရှိရင်လည်းဝါးနဲ့လှုပ်ထားတာပဲဖြစ်ပါတယ်အဲနောက်တစ်ခုကျွန်တော်ဟင်းရွက်ထည့်ထားတာကတော့ကွန်ပင်ကနေကြတဲ့ဟာနဲ့เนาะเนาะထည့်ထားတာပဲဖြစ်ပါတယ်ဟုတ်ပြီဒီဟာကတော့ကျွန်တော်တို့စကောကင်းလို့ဆိုလို့ရှိရင်ကီကွတ်တော်လို့ခေါ်တယ်เนาะလတ်လတ်ဆတ်ဆတ်ပဲအဲနောက်တစ်ခုကဆိုလို့ရှိရင်ဒါကတော့ ောက်တိုပလုလို့ခေါ်တယ်။အနောက်တစ်ခုကျတော့ဒီဟာကျတော့သောခတာချက်ဟင်္ကာတိဖြစ်ပါတယ်เนาะ။အဲဒါကျတော့ဗာလဲဆိုတော့ခယန်းကျင်တိเนาะခယန်းကျင်တိဖုတ်။အဲဒါကျတော့เนาะဟင်းရီပေါ့เนาะဟင်းရီတောက်မယ်။အဲဒါကတော့ခယင်းတွေရဲ့နာမည်ကြီးတဲ့ချိန်ခါဘူးတလပေါ့ဖြစ်ပါတယ်။မနောจตาအဝါစာညရည်နော်။အဲဒါကတော့ချိန်ခါဘူး ကျင်ခါဘူးနော်ဂီခါပလိုလို့ခေါ်ပါလေဒါတော့နော်ကရင်တလပေါ်ချက်တမှာအဓိကထားတဲ့နော်ကျင်ခါဘူးကျင်ခါဘူးပဲဖြစ်ရနော်မှစူးလေးတွေရှိတယ်အရွက်လေးတွေကတော့ရှည်ပြီးတော့တွေ့တယ်ကရင်လို့ဆိုလို့ရှိရင်နော်ဂီခါပလိုလို့ခေါ်တယ်အဲ့တော့တော့အဖူကဂီခါပလို ခုတ်ပေးတာပဲဖြစ်ပါတယ်အဖူကအသက်80ရှိရှိပြီနော်ဒါပေမဲ့ကျန်ကျန်မှမှာပဲ ဟုတ်ကဲ့ဒီချိန်ခါဘူးကတော့နော်ခါတယ်ခါတက်တဲ့အရာလာရှိတယ်အခါစားခြင်းရတော့နော်တလပေါ့ကိုချိန်ခါဘူးနဲ့ချက်ပြီးတော့အချိုဆိုရင်တော့နော်ဒီ not till တော့နဲ့တက်ကပေါ့တလပေါ့ချက်လို့ရပါတယ်ဒါတော့ဖိုခနောက်လို့ဖို့အတွက်ခုံနေတာပဲဖြစ်ပါတယ်အဝေးစားကဲမြူကဲဟောလီပထမဦးဆုံးရင်ွေးတရမယ်ဆိုတော့ကျွန်တော်တို့ချောင်းနဲ့ ဒီလာခတ်တာပဲဖြစ်တယ်နော်ကျင်ကားဘူးတက်လက်ပေါ့တယ်မှာငပိနော်ငပိရဲ့စိန်ဝင်ဒီလိုမျိုးအရေးပဲစစ်မှာပေါ့အဖမပေါအောင်လားကဲဟုတ်ပြီတက်လက်ပေါ့ချက်ဘူးအတွေ့ရဆံမုတ်လိုတဲ့အတွက်ကြောင့်တယောက်ကဆံမုတ်ထောင်းတယ်ကျင်ကားဘူးတက်လက်ပေါ့ချက်မဲ့အတွက်ကြောင့်ကျင်ကားဘူးနော်ခွာနေတာပဲဖြစ်တယ်တွတ်တွတ်မေးလေနော်တွတ်မေးဝဲကျင်ကားဘူးခွာတယ်နော် เอลอว่าเออีคับลูกอ่าดียืนไว้สู้พี่ซะโลชิงคุณน่ะสิทาได้งะปี้ยีอ๋องะปี้ยีโหแท้คุณน่ะเราว่าถองได้สัมมุติโหอี้เผ่อได้แล้วเว้ยเพชรอืมชิงคับว่ามะแม้อ่ะอะอย่างมะแม้อ่ะยีใส่ได้อ่ะကဲစမုတ်တွေရောပြီးပြီဆိုတော့ရှင်ပွက်ပွက်စုပြီးဆိုတော့ရှင်ခါဘူးကိုရောထည့်ပါမယ်။ ဒီချက်သားကိုနူးနေအောင်လုံးချက်ချက်ထားရမှာဖြစ်တယ်။ဒါတော့ချက်သွန်ထဲမှာဒါတော့စနွေးဘွားထွက်တဲ့စနေပဲသဘာဝသာနေနေထဲမှာစားတော့ကိုကြိုက်တယ်လို့ပေါ့။ဒါတော့စီအချက်သားကိုနူးနေအောင်လုံးချက်ချက်မှာဖြစ်တယ်။ကဲဟုတ်ပြီဒါတော့ခုနလုံထားတဲ့ချက်သားကိုခုနချိန်ခါဘူးเนาะအဲ့ဒီထဲမှာရောထဲမှာဖြစ်တယ်။ဒါဆိုလို့ရှိရင်ချက်သားနဲ့ ချိန်ခါဘူးတက်လာပေါ့ဖြစ်သွားတာပါလားဟုတ်ကဲ့ကျွန်တော်အခုပြောပြသွားမယ်အပင်နေနဲ့အရွက်တွေကိုလည်းတလာပေါ့ချက်စားတာကျွန်တော်တို့တွေ့ရှိရပါတယ်အခုဒီအပင်ကတော့မြန်မာလိုဆိုရင်ငန်းပင်ကျွန်တော်တို့ကရင်ဘလိုဆိုရင်တော့တခေါထုလို့ခေါ်ပါလေဒါကတော့ဒီခသူအဲမြန်မာလိုဆိုတော့ကြိမ်မဲဟုတ်ကဲ့ဒါကတော့သကောကရင်လိုပူလီတော်လို့ခေါ်ပါတယ်သူကတော့သူ့အရွက်က เนาะအရင်မွေးတယ်ဒါလည်းပေါ့ဟင်းချက်စားလို့ရှိရင်အရင်ကောင်းပါလေဒါတော့ဝါပင်ပဲဖြစ်ပါတယ်เนาะတာလပေါ့ချက်တဲ့အခါမှာဒီဝါနေထွက်တဲ့ဝမြစ်ကိုเนาะအသုံးပြုပြီးတော့တာလပေါ့ချက်လို့ရပါတယ်ဒါတော့ကရင်ပလို့လို့ခေါ်ပါတယ်ဟုတ်ကဲ့ဒါတော့ကရင်ရိုးရာကြင်ခါဘူးတာလပေါ့ပဲဖြစ်ပါတယ်ဘွာအာရပါရပဲခင်ဗျအာရပါရပဲ Ừ. Nó xa như giờ vậy? Nó tập bao qua vậy? Wow. soi chưa Sorry, tapi jual asal. Sana, sana tak. あ、あ、赤が。うん。雪はじゃね。うんうん。あ、あ、やんかん。あ、しょっぺぽれ。なふわ。うん、あ、やんかん。あ、やん。あ、さ、はて。うん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 。